ခုမြင်တွေ့နေရတာတော့အခမ်းရဲ့မြောက်ဖက်မှာရှိတဲ့အေယာဝတီမြစ်တောင်ပြင်မှာဒါရွှေနှုံးမြေတွေကိုသူ့ဖို့ယူနေတာပဲဖြစ်ပါတယ်။ဒါတွေကတော့ရုံးတယ်လောက်ရမှာတုံးတဲ့ကုံချမ်းပစ္စည်းပဲဖြစ်ပါတယ်။ဒီရွှေနှုံးနေရာတော့ကျွန်တော်ရေတက်ချိန်မှာရေစီးနဲ့ပါလာပြီးတော့ဒီမြေလေကောင်မှာတောင်တင်ပြီးတော့ကြံနေရတာပါ။ ရေကြတဲ့ချိန်မှာဒီရွှွန်လုံးတွေကိုရွှန်းတယ်လောက်တဲ့လုပ်ငန်းရှင်တွေကလာရောက်ပြီးတော့တူးဖော်ကြရတာပဲဖြစ်ပါတယ်။ဒါရွှန်းတယ်မှာအတီးကမပါမဖြစ်တဲ့ရွှွန်လုံးပဲဖြစ်ပါတယ်။ဒီရွှွန်လုံးကလည်းဒီလိုရေကြတဲ့ချိန်မှာယူလို့ရတာပဲဖြစ်ပါတယ်။ဒါကတော့မြေလေကောင်မှာတောင်းထွန်းပြီးတော့ကြံခဲ့တဲ့ရွှွန်လုံးတွေပဲဖြစ်ပါတယ်။ မတီးရဲမိတ်ဆွေတို့ဘုဒ္ဓရာဖြစ်ပြည့်စက်ပြရခြင်းဖြစ်ပါတယ်